ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်သက်တဲ့အောက်လည်းမင်္ဂလာပါ။ဒါအခု Liverpool အသင်းကသူတို့ရဲ့နီးပြပေါ့လေ။ Arne Slot နဲ့ပတ်သက်လို့ပေါ့လေ။ဒါသူ့ကို contract စာချုပ်ချုပ်ဆိုမဲ့ကိစ္စပေါ့လေ။ဒီစာချုပ်တိကိစ္စကိုဒါတောက်လျှောက်ဆွေးနွေးနေတာကြားပြီး သူ့ရဲ့ contract က2000နဲ့ဒါ2024မှာ Liverpool အသင်းကိုရောက်လာတဲ့အချိန်မှာ3 year contract ချုပ်ထားတယ်ဒါတနှစ်ကိုပေါင်6.6တန်းနဲ့ချုပ်ပြီးတော့အပူခံစားခွင့် bonus တွေပါရတော့အောင်မြင်မှု supply တွေကိုကြည့်ပြီးတော့ထက်ထွက်ပေးထားတဲ့အချိန်မှာ Liverpool က Arne Slot ကိုအခုလောလောဆယ် contract ကိစ္စကိုခဏ hold ထားတယ်ဟိုဒီနေ့ကဒီ Crystal Palace နဲ့ပွဲမတိုင်ခင်တည်းကတော့ Arne Slot ကိုသူတို့ပြောထားပြီးသားဤပြပေါ်ယုံကြည်မှုအပြည့်အဝရှိနေစေဖြစ်တယ်ဒါပေမဲ့ ဒါလီဗာပူးအသင်းရဲ့လက်ရှိရလဒ်တွေကို10 things around ဖြစ်ဖို့တော့သူတို့ဘက်ကမျှော်လင့်ထားတယ်ဆိုတော့ပယ်လစ်ဝက်ပွဲမတိုင်ခင်တဲ့အခါအာနီဆိုနဲ့ပတ်သက်လို့ pressure မရှိဘူးသူတို့ဒီနည်းပြပေါ်ယုံကြည်တယ်ဒီနည်းပြဟာသူတို့ရဲ့ long term ဒါ plan ဖြစ်ခေါ်ယူခဲ့တဲ့နည်းပြဖြစ်တယ်ဆိုတဲ့အတွက်ချိန်ညာထားပြီးတော့ဘုတ်ဖွဲ့နဲ့တာဝန်ရှိသူတွေက အာနီဆိုကိုလုံးဝကိုယုံကြည်မှုအပြည့်နဲ့ဆက်ပြီးကောက်ွယ်ပေးထားတယ်သူကိုဆက်ပြီးထောက်ပံ့ပေးတယ်လို့ပြောထားတယ် အဲ့လိုပြောပြီးတိတ်မကြဘူး Crystal Palace ကိုသူတို့ရှုံးသွားတယ်3-0နဲ့ဆိုတော့ Carabao Cup ထွက်သွားတဲ့အချိန်မှာ Premier League ကလည်းအခုလောလောဆယ်အနေထားပြောဖို့ခက်ပေမဲ့ the most likely ရဒီသူတို့ Champions League plan ကောက်ပဲဖို့ခက်လာတယ်ခက်လာတဲ့အချိန်မှာသူတို့ Champions League ကိုပဲအားဆက်ရမယ် FA Cup ပဲအားဆက်ရမယ်အချိန်မှာ Arsenal နဲ့ contract situation ကို Liverpool လည်းနည်းနည်း hold တာအခုလောလောဆယ် Premier League ရဲ့ set rate လို့ခေါ်တဲ့နီးပြားတွေထုတ်ခံရမယ့်နီးပြားတွေဆင်းတဲ့မှာ Arsenal ကအရင်ကတော့ hold out ဆုံးမှရှိတာ အခုကအခုနောက်ဆုံး6ပွဲ9ပွဲမှာ6ပွဲရှုံးလိုက်တဲ့အချက်တစ်ချက်ကအာနီစလော့ကိုဒါထုတ်ခံရမယ့်နီးပြားရေပန်းစားဖို့မှာဒုတိယနေရာအထိပူတွေတက်လာတယ်ကျွန်တော်ဟိုတနေ့ကလည်းပြောထားပြီးသားလီဗာပူးတင်းရဲ့နီးပြားအာနီစလော့နဲ့နူနိုအက်စပီဒိုဆန်တိုဝက်ဆန်နီးပြားနှစ်ယောက်ဟာ၈လေးတလေးနဲ့ထုတ်ခံရမယ့်ပူတွေဒုတိယရေပန်းစားဆုံးဖြစ်ပြီးတော့ထိတ်ဆုံးကတော့ဝူဖာဟန်တန်နီးပြား ဒါဘယ်လိုပြောမလဲ Victor Pereira ကရှိတယ် Pereira ကိုလည်း Wolf ကတတန်းတိုးထားတာဒါပေမဲ့တိုးထားတဲ့ဂျားတွေကလည်းသူကလည်းဇက်တိုက်ရှုံးနေတော့သူလည်းသိမကြဘူးထုတ်ခံကောင်းထုတ်ခံရနိုင်တဲ့အချိန်မှာဒါ Arnislot က second favorite ဖြစ်ရှိတယ်ဒါပေမဲ့ကျွန်တော်အမြင်ပြောတာပေါ့လေဒါ Arnislot အနေနဲ့ Liverpool ကထပ်ပြီးတော့ခွေပေးမှာအခုလာမဲ့ပွဲ၃ပွဲကို Arnislot ကိုသူတို့ဆက်ကြည့်ကောင်းကြည့်လိမ့်မယ်အဲ့၃ပွဲက Liverpool အတွက်နည်းနည်းတော့ crucial ဖြစ်မယ်ဆိုတော့ကျွန်တော်စနေနေ့မှာသူတို့နောက်ကျပွဲဖြစ် Arsenal ကို Anfield မှာကမ်းမယ် ပြီးတာနဲ့ဂျာယက်မှာဝင်းမတွင်းနဲ့ချန်ပီယံလိဂ်ကံပဲပြီးရင်အက်တီဟက်ကွင်းကိုသွားပြီးတော့မန်ချက်စတာစီးတီးနဲ့ကံပဲအဲ့၃ပွဲရှိတယ်။ဆိုတော့အဲ့၃ပွဲအခြေအနေကိုကြည့်ပြီးတော့တက်တန်းတိုးမတိုးဘာလို့တင့်လဲဆိုတော့သူတို့ဆုံးဖြတ်မယ်။အခုလောလောဆယ်စတန်ဂျာတို့အာနီဆော့ကဘိုးဖွဲ့ရဲ့ထောက်ခံမှုယုံကြည်မှုနဲ့လောင်းတန်းပလန်အထိသူ့မှာရှိပြီးသား။ဒါပေမဲ့ question ကအဲ့ contract ကိုတက်တန်းတိုးမကိစ္စ။ဘာလို့ဆိုတော့အဲ့မတိုင်ခင်နှစ်ပတ်လောက်တစ်ပတ်ကျော်နှစ်ပတ်လောက်ကအာနီဆော့ကိုဒီဘက်ကတက်တန်းတိုးဖို့ push လုပ်နေတာ။ ထတ်တိုးမယ်ထတ်တိုးမယ်ထတ်တိုးမယ်ဆိုပြီးလုပ်နေတာအဲ့တော့သူရဲ့ contract က2024ကနေ20ခုဆိုဘူးလို့ဆိုမယ်နှစ်နှစ်ပဲကျန်တော့တယ်ဆိုတော့သူတို့ရဲ့နီးပြအတွက်တစ်နှစ်ကို6.6တန်းနဲ့ချုပ်ထားတာကနေအနည်းဆုံး8တန်းလောက်ထိတိုးပေးမယ်လစာလဲတသန်းတသန်းခွဲလောက်ထပ်တိုးပေးမယ်နောက်ခန်းစားခွင့် bonus တွေပိုင်းထပ်ပြီးတော့ဒီနီးပြကိုကာလရှည်ချာဆက်ထိန်ထားချင်တာဒါပေမဲ့လည်းရလဒ်ဒီအားလုံးဟာ completely different ဖြစ်လာတဲ့အခါမှာ Liverpool ပိုးဖွဲ့ကနည်းနည်းတော့ဟိုးထားတယ် ဟိုးတယ်ဆိုတာလည်းထုတ်ချင်ပါလေထုတ်ပါဘို့လေ contract ကိစ္စစကားပြောတာခဏအခုချိန်ကဗျာရလဒ်တွေအရင်ဆိုပြီးတော့ဒုက္ခရောက်နေတဲ့အချိန်အတင်းကအရင် struggle ဖြစ်တဲ့အချိန်မှာတက်တန်းတူးကိစ္စကိုသူတို့လောက်တာကိုသူတို့နီးလန်နီးမှန်လမ်းမှန်မကြဘူးလို့သူတို့ယူဆပြီးတော့အိုက်ကစားအဲ့တက်တန်းတူးပဲကိစ္စကိုခဏအချိန်ရွှေ့ထားလိုက်တာအတိုင်းတာတစ်ခုတည်းငါတို့သူ့ကိုနည်းနည်းတည်ငြိမ်သွားတာနဲ့တက်တန်းတူးမယ်ဆိုတဲ့သဘောတရားပေါ့လေ wolf ကတော့ရှင်းတယ်ဒုက္ခဒုက္ခရောက်နေတဲ့အချိန်မှာတော့မနူနို SP2 ဒီဘယ်လိုပြောမလဲ sorry ဒီဟိုဟာ Victor Pereira ကိုတတန်းတိုးပစ်လိုက်တာသူတို့ကဆိုတော့သူတို့ကလည်း surprise ပဲထုတ်မယ်လို့ထင်နေချိန်မှာမထုတ်ဘဲနဲ့တတန်းတိုးပြီးတော့နီးပြောက်ထပ်ပြီး boost ပေးလိုက်တာဒါပေမဲ့ Liverpool ကတော့အဲ့လိုမလုပ်ဘူးပေါ့လေ Liverpool ကလည်းတောင်းတောင်းကိုအသင်းတသင်းကိုကစားမနီးပြောက်တယောက်ကိုဟို midweek ပေါ့လေဂျာအဲဆီဇန်အလေကြီးတဲ့မှာထုတ်လေထုတ်တာနေရှိတာရှားပါလေကျွန်တော်တို့ယာတီကုံမှာလမ်းခွဲတာများတယ်ဘရန်ဒန်ဂျော်ဒါကိုဘရန်ဒန်ရိုချာကိုသူတို့ဂျားဖြတ်ထုတ်တာကလွဲရှင် ကလောလက်ထက်မှာဘာမှလည်းမရှိဘူးကလောလည်းနောက်ဆုံးအခြေအနေတွားခဲ့တာပဲဆိုတော့အဲ့ဒါတော့မသိဘူးဒါပေမဲ့အခုလောလောဆယ်ဆိုးွားတဲ့အခြေအနေနောက်အခုထုတ်ခံရမယ့်နီးပြားရဲ့ဒုတိယနေရာတီတက်လာတဲ့အခြေအနေတွေနဲ့လက်ရှိရလက်တီကြောင်းတတန်းတိုးမဲ့ကိစ္စအာနီဆိုတဲ့တတန်းတိုးမဲ့ကိစ္စတော့လီဗာပူးကခဏနောက်ရွှေ့ထားပြီးတော့အခြေအနေတွေကိုစောင့်ကြည့်နေတယ်။ဒါပေမဲ့၃ပွဲဟာသူ့အတွက် crucial ပွဲဖြစ်တဲ့ Aston Villa, Real Madrid, Man City ပွဲတွေမှာဘာတွေဆက်ဖြစ်လဲပုံမူတည်ပြီးတော့ကလပ်ကဆုံးဖြတ်ချက် ်ချတော့ပွဲရှိပါတယ်ဒါပေမဲ့အခုလောလောဆယ်စတန်ရတော့အာနီစတော့ကိုလီဗာပူးကထောက်ခံမှုအပြည့်ရှိစေပါအားလုံးကျေးဇူးတင်ပါတယ်